ဲ့ပြည်သက်ကြီးကိုကျွန်မအခုပြောပြခြင်းတဲ့အကြောင်းအရာလေးရတော့ဗောနော်ဒီအဆိုတော်ဇော်ဝင်းထွေရဲ့ဒေါ်လီရဲ့အကြောင်းပေါ့တန်ဝေကယူစရာလေးအဒီဟာလေးကိုကျွန်မဗီဒီယိုလေးတစ်ပုဒ်တွေ့လို့အားလုံးလည်းတန်ဝေကယူလို့ရအောင်လို့တင်ဆက်ပေးလိုက်ပါတယ်ဗီဒီယိုလေးကိုအရင်ကြည့်ကြည့်ပါနော်ပြရဟောတာအဆိုတော်ဇော်ဝင်းထွေရဲ့ဒေါ်လီဆို အင်းဆိုတော့ဇောင်းဝင်းတို့အမေနဲ့ညီမနှောင်းဝင်းခွဲဆိုအင်းညီမကြောင့်ပြီးတော့ဟိုတော့အမေကြီးကမြောင်းမှာတတိတတိမာကြီးဆိုဟိုတော့တိုက်တိုက်ဒီလဲပိုင်နေခြံကြီးလဲပိုင်နေချွေငွေတွေနဲ့ဟုတ်တယ်မလားအဲ့ဒါအခုအခုကြတော့အသက်ရွယ်ကြီးတော့အခုမြေလုံးကလည်းမမြင်တော့ဘူးမင်းနေအခုနိုင်နေရှိရတိုက်ကရှေ့ကွာရောင်းဝင်းကြီးအတိုးတိုက်ဟာအမေတိုက်ပေါ့အခုအဲ့ဒါမိမကိုတိုက်တယ်ရောဟိုတာဗရမများတွေရောချွေတွေငွေတွေပဲရောက်ကုန်တယ်ကုန်တာ ဆိုတော့ဒီဗီဒီယိုကြည့်ပြီးတော့ဗောနော်တန်ဝီကလည်းတော်တော်ရတယ်။နောက်လောကမှာကအမြဲဆုံးသောအရာကမမြဲခြင်းတရားဆိုတဲ့အကြောင်းကိုလည်းပို့ပြီးတော့သိရှိလာရပါဘောနော်။ကျမတို့အချိန်လေးပြိုလာတယ်အချိန်လေးကုန်လာတယ်ယိုယွင်းလာတာနဲ့အမျှပုံမှုခိုင်မာလာတဲ့သဘောတရားတစ်ခုကဘယ်အရာမှအကြာကြီးမဟုတ်ဘူး။အနေအဆအသင်္ခါရသဘောတရားပဲဖြစ်ပါတယ်။ ချစ်ချင်းတရားတွေလည်းမမြဲဘူးအဲပေါ့နော်လူဘလောက်ချစ်ပါတယ်ပဲပြောပြောတစ်ချိန်ချိန်မှာစိမ့်သွားတတ်ကြတယ်နောက်အမုန်းတရားတွေလည်းမမြဲပါဘူးဘလောက်ပဲမကြည့်ချင်ဘူးမမြင်ချင်ဘူးဖြစ်နေတဲ့အမုန်းတရားဖြစ်ပါသည်တစ်ချိန်ချိန်မှာတော့ပြေရော့သွားပါတယ်နောက်ပစ္စည်းဥစ္စာပေါ့နော်ပစ္စည်းဥစ္စာဆိုလည်းအခုဆိုလို့ရှိရင်ပို့ပြီးတော့တန်ဝေကယူစရာကောင်းတယ်ငလင်ဘေးတို့တဘာဝဘေးတို့အပြင်ပေါ့နော်ဒီလိုမျိုးပစ္စည်းဥစ္စာရှိခဲ့တဲ့လူတွေတောင်မှပဲ အသက်ကြီးလာတဲ့အချိန်မှာဒီလိုမမြင်တဲ့တရားတွေကို တွေ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ဘယ် ဘလောက်ပဲကောင်းတဲ့အရာပဲဖြစ်ဖြစ်ဒါပြောင်းလဲသွားမှာပဲလို့ကိုကကြိုပြီးတော့တွေးထားဖို့လိုပါတယ်။နောက်ဘလောက်ပဲဆိုတဲ့အရာတွေမြဲကိုကကြုံတွေ့နေရပါစေပေါ့နော်။ဒါလည်းတစ်ချိန်ချိန်မှာပြီးသွားမှာပဲလို့တွေးထားဖို့လိုပါတယ်။တစ်ချိန်ချိန်မှာကိုကိုတိုင်းမြဲပေါ့နော်။ပြီးသွားမှာကိုကိုတိုင်းတောင်မှပျောက်ကွယ်သွားမှာပေါ့နော်။လောကနေပြီးတော့ဆိုတော့တနိုင်တလောက်စိတ်ကောင်းလေးမွေးပြီးတော့တနိုင်တလောက်ကောင်းတာလေးအဲလှုပ်ဖို့ကြိုးစားဖို့လိုပါတယ်။နောက်ကျမတို့ပေါ့နော်ဒီမှာအာဒီအမေအမေကြီးကိုတွေ့လို့ပေါ့နော်။ဥစားတာ ကောင်းမှုအတွက်ဆိုလို့ရှိရင်ဘုံကြီးဟောထားတဲ့တရားလေးပြပြမယ်ပေါ့နော် ကျမတို့ရဲ့မှန်မာနာတွေကိုခွာချပြီးတော့နူးညံ့မှုတွေနဲ့အစာထိုးဖို့လိုပါတယ်။နောက်ဆုတ်ထားတဲ့လက်တွေကိုလွှတ်ချပြီးတော့ဖြန့်ထားတဲ့လက်နဲ့ကြိုဆိုဖို့လည်းလိုပါတယ်။အဲအပိုကိစ္စတွေကိုလျှော့ချပြီးတော့ဘာသာရေးကိုအလေးပေးဆောင်ရွက်ဖို့လည်းလိုပါပဲ။နောက်တကူကောင်းဆံမှုကိုကြောခိုင်းပြီးတော့မျှတာတဲ့စိတ်နဲ့တည်မှတ်ဖို့လည်းလိုပါမယ်။အဲနောက်တစ်ခုကကိုကစုဖက်မှုတွေကိုလက်လျူရှုပြီးတော့စကားနှဲပြီးတော့တရားမြဲပေးဖို့လည်းလိုပါမယ်။နောက်အကောင်းကိုမြင်ဖို့လည်းလိုပါမယ်။စိတ်ပင်ပန်းစေတဲ့အရာတွေအားလုံးကို ရရင်ဝန်ဆုံးလို့ဖို့လဲလိုပါမယ်။ဟန်ဆောင်ခြင်းတွေဝေးခွာပြီးတော့လွတ်လပ်စွာပြုံးဖို့လဲလိုပါမယ်။နောက်တွန့်တူမှုများကိုချိန်ဖြတ်ပြီးတော့တဒါတရားပေါ့နော်။တဒါတရားများစွာနဲ့အသက်ရှင်ဖို့လဲလိုပါမယ်။အတိတ်ဟောင်းတွေကိုမေ့ဖြစ်ပြီးတော့အနာဂတ်ကောင်းကိုမျက်နှာမူဖို့လဲလိုပါမယ်။အဲကုသိုလ်များနဲ့ခြုံလွှမ်းထားတဲ့ဘဝကိုပေါ့နော်။ပြန်တွေးပြီးတော့ကုသိုလ်ကိုအမြဲတမ်းနှွေးနေဖို့လိုပါမယ်။ အဲအဲ့ဒါမှပေါ့နော်ဒီကိုရီအိုသွားတဲ့အချိန်မှာ ပို့ပြီးတော့အစဉ်ပြေချောမွေ့မယ်ဆိုပြီးတော့အရှင်စန္ဒာဒီကာနေပြီးတော့ဟောထားတဲ့တရားလေးဖြစ်ပါတယ်ဆိုတော့ဒီအမေကြီးကိုကြည်ပြီးတဲ့အခါမှာကျမတို့တွေအရင်အရင်ကအရင်ချမ်းသာခဲ့ပေမဲ့အခုမှဘယ်လိုမျိုးအခြေအနေဖြစ်နေလဲဆိုတာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့တန်ဝေကလည်းယူမိတယ်လို့မျိုးအာပေါ့နော်အနေစာ သဘောတရားပေါ့လေဘယ်တော့မှမမြင်တဲ့အကြောင်းတရားကိုလည်းတွေးတော်မိတဲ့အတွက်ကြောင့်မလို့ကျမရဲ့ပရိသတ်တွေလည်းဒီလိုပေါ့တရားသဘောလေးကိုအစဉ်ချင်းသုံးသပ်နိုင်အောင်လို့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဘသူဘသူမှထိခိုက်နေနိုင်စီလို့ခြင်းအလင်းမရှိပါဘူးရှင်။